ိုင်ပုံကြီးပါစေကျွန်တော်အလှည့်ကြတော့ရည်ထားတဲ့ဟာဖတ်လိုက်တော့ကျွန်တော်တောင်မှလန့်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဆုံးမဩဝါဒပေးတတ်လို့လားမသိဘူးပေါ့နော်သူများတွေတော့တိုက်တွန်းလို့ဆိုဆိုပြီးမှကျွန်တော်တို့မှဆုံးမဩဝါဒပေးခြင်းဆိုတော့ပေါ့နော်အဲပြောချင်တာကကျမ်းစာထဲမှာဆုံးမဩဝါဒပေးခြင်းဆိုတာနှုတ်ကပတ်တော်တုံတင်ပေးခြင်းကိုခေါ်တာဖြစ်တယ်ပေါ့နော်အဲဒါအကြောင်းကျွန်တော်တို့ဘယ်လိုပဲအချိန်တုံးတုံးပေါ့နော်ကျွန်တော်တို့နှုတ်ကပတ်တော်ဟောပြောခြင်း သုံးသင်ပေးချင်းသင်ပေးချင်းဟာဆိုရင်တော့ဆုံးမဩဝါဒပေါ့နော်ပေးချင်းပဲဖြစ်ပါတယ်ဆိုရလဲပေါ့နော်အားလုံးသားလည်းပေးစီလိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုလိုက်လိုက်လေလေကျူဆူပေးတယ်ပေါ့နော်အေဝတ်ချူပွန်းတဲ့ဒီအသိန်းတော်တင်းဥစရာနဲ့တူတင်းတော်ပေါ်မှာဖျားရှင်ကောင်းကြည့်ပြီးပါစေမိနစ်20ဆိုတော့ကျွန်တော်လည်းအများကြီးပေါ့နော်ကျွန်တော်အာဂျေဇုတင်စကားတွေလည်းအဲ့လောက်ပဲကျွန်တော်ပြောမှဖြစ်ပါတယ်လို့အာကျွန်တော်ဂျန်စာလေးဖတ်ချင်ပါတယ် ဟိဘေဩဝါရစာအခန်းကြီး73အပိုင်ငယ်3နဲ့နှစ်ကိုဖတ်ချင်တယ်ဟိဘေဩဝါရစာခန်းကြီး73အပိုင်ငယ်3နဲ့နှစ်ငီယငီယကူချင်းချစ်ချင်းမေတ္တာ၌တည်ကြလော့ဧတေဝပြုချင်းမှုကိုမမိမယော့ကြနှင့်အချို့သောသူတို့သည်ဧတေဝကိုပြုသည်တွင် ကောင်းကင်တမန်တို့ကိုအမတ်တမဲဧခံကြပြီဧတေဝပြုချင်းမှုကိုမမိမယော့ကြနှင့် ဖတ်သွားတဲ့နှုတ်ကပတ်တော်ဟာဇွင့်အသက်ရှင်တဲ့ဖျားရဲ့စကားတော်ဖြစ်တဲ့အတွက်ကြောင့်ရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေ။အမင်းကျွန်တော်ဒီညဘောနော်နည်းနည်းလေးကျွန်တော်ခွန်အားပေးချင်တဲ့အရာကတော့နောက်ပြီးတော့တိုက်တွန်းချင်တဲ့အရာကြတော့အေဝပြုပါဗောနော်တနည်းအားဖြင့်အေဝကြည်ပြုံပါဆိုရဲခေါင်းစဉ်လေးနဲ့ကျွန်တော်အနေငယ်လေးခွန်အားပေးခြင်းနဲ့ကျွန်တော်တို့များသောအားဖြင့်တရင်ကောင်းနှစ်ချက်သေးတော်ကိုလူတွေကဘယ်လိုပြောကြတယ်လဲဆိုရင်ဗောနော် အဲဝတ်မကြည်ပြုံနဲ့ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့လူမှုရေးအားနည်းတယ်ပေါ့နော်နောက်ပြီးတော့လူမှုရေးခေါင်းပါတယ်လို့ကျွန်တော်ပြောကြတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ပြောချင်တဲ့အရာဒီညမှာလဲကျွန်တော်သတင်းကောင်းနှစ်ချက်အသင်းတော်တွေဟာကျွန်တော်တို့ကြည့်တဲ့အခါမှာအဲဝတ်ပြုချင်းပိုင်းမှာလဲကျွန်တော်အားနည်းတယ်အဲ့ဒါကြောင့်ကျွန်တော်ပေါ့နော်ဒီတစ်ခါလဲအဲဝတ်ပြုချင်းပိုင်းနဲ့ကျွန်တော်ဒီမှာဒီကသင်းတော်အားနည်းလို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးကျွန်တော်တို့ပေါ့နော် ုံးလုံးကြည့်မယ်ဆိုရင်တော့ဗောနော်ကျွန်တော်တို့အေဝပြုတ်ချင်းမှာဗောအရန်အားနေတယ်ကျွန်တော်တို့လောကသားတွေရဗောနော်အေဝပြုတ်ချင်းကတော့လူမှုရေးလို့သတ်မှတ်ထားတာဖြစ်ပါတယ်အေဝပြုတ်တာကောင်းရင်လူမှုရေးကောင်းတယ်လို့ကျွန်တော်ပြောတတ်ကြပါတယ်အဲ့ဒါတော့ဗောနော်လောကသားတွေအတွက်တော့လူမှုရေးဗောဒါပေမဲ့ကျွန်တော်တို့အတွက်အေဝပြုတ်ချင်းဆိုတာလူမှုရေးမဟုတ်ဘူးကျွန်တော်တို့မိသားစုအရေးယုံကြည်သူရဲ့အရေးတနည်းအားဖြင့်အသေးနော်ရဲ့အရေးတမာတရားရဲ့အရေးဖြစ်တယ် ။ဘာဖြစ်လို့လဲတမာတရားကအေးဝပြုတ်ခိုင်းတယ်လေ။ဖယားကအေးဝပြုတ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတုံတင်ပေးတာဖြစ်ပါတယ်ဆိုတာလေးပေါ့နော်ကျွန်တော်ပြောပြချင်တယ်။ကျွန်တော်အချက်အာဒီခုနှစ်ချက်နဲ့ပေါ့နော်ကျွန်တော်ခွန်အားပေးချင်တယ်။အဲ့ဒါကျွန်တော်အသင်းတော်မှာလည်းကျွန်တော်တခါတရားဟောပေးပြီးခုဧတေနဲ့ပတ်သက်ပြီးမှပေါ့နော်နှစ်ခါတရားဟောဖို့ကြံသေးတယ်ဒါမဲ့ဒီတခါတော့ကျွန်တော်အတူချုံးနေပေါ့နော်ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်နံပါတ်1ဧတေကိုချစ်ပါဖယားကကျွန်တော်တို့ကိုဘာလို့ခိုင်း ဘယ်သူ့ချစ်ခိုင်းတယ်လဲဆိုတော့အဲ့အတဲကိုချစ်ခိုင်းတာဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့ကိုအဲ့အတဲကိုချီးရမှာလဲဆိုရင်ကျန်းစာထဲမှာကျွန်တော်အဲ့အတဲဘယ်သူလိုဘယ်လိုလိုတွေကိုအဲ့အတဲလို့ခေါ်တယ်လဲဆိုရင်တော့ဘောနော်ဒိုင်းတပါးသားတွေအဲ့လိလို့ဆိုတော့ stranger လို့ခေါ်တယ်။တနည်းအားဖြင့်ဒိုင်းတပါးမှာနေတဲ့လူတွေရှိနော်အဲ့အတဲဖြစ်ပါတယ်။နောက်ပြီးတော့နံပါတ်2အနေနဲ့ခရီးသွားတဲ့လူတွေကျွန်တော်ကျန်းမြန်မာကျန်းစာမှာတော့အဲ့အတဲအာကန်ဒူးလို့ပြောတုံထားတယ်။ အဲ့ဒါခရီးသွားဧည့်သည်တွေဖြစ်တယ်နော်နောက်ပြီးတော့နံပါတ်3အနေနဲ့ကျွန်တော်တို့ယုံကြည်သူတွေဟာလောကရဲ့ဧည့်သည်တွေဖြစ်တယ်ဆိုတော့ပေါ့နော်ကျွန်တော်အနေငယ်လေးပြောပြချင်တယ်အဲ့ဒါကြောင့်နံပါတ်1ဧည့်သည်ကိုချစ်ပါတယ်နော်ဖယားသခင်ကဧည့်သည်အာကန်တို့ကိုပေါ့နော်ချစ်တယ်ဖယားကိုယ်တိုင်ကဧည့်သည်ကိုချစ်သလားချစ်တယ်နော်ဘယ်မှာတွေ့ရတယ်လဲဆိုတော့တရားဟောရာကြအခန်းကြီး30ပိုက်ငယ်16မှာအေတေအာကန်တို့ကိုစုံမဲ့တပြင်းလို့ပြောတယ်နော် ဒါပေမဲ့ဆာမီမြန်မာ standard bible မှာရှင်တော့ချစ်သဖြင့်လို့ပြောတယ်နော်ဒါပေမဲ့ဒီမှာ jackson ရေးပြထားတဲ့အခါမှာကြတော့ကျွန်တော်အဆုံမဲ့တယ်လို့ပြောတယ်နော်ချစ်တယ်ကိုဆိုလာပစ်တာတယ်အဲ့ဒါကြောင့်ဖယားကအဲ့အသေးတွေကိုချစ်တယ်တဲ့အဝတ်အစားတို့ကိုပေးတနာတော်မူသောဖယားဖြစ်တော်မူ၏ဖယားတွေကအဲ့အသေးတွေအဝတ်အစားတွေကိုလည်းပေးတနာတဲ့ ဖျားဖြစ်ပါတယ်ဧတေကိုချစ်တဲ့ဖျားဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖျားသခင်ကဧတေတွေကိုချစ်တယ်ဆိုတော့ကျွန်တော်သိဖို့လိုအပ်တယ်နံပါတ်1ဖျားသခင်ကဧတေကိုချစ်ခိုင်းတယ်ခုနကျွန်တော်အောက်မှာကျွန်တော်ဖတ်ဖတ်မယ်ဆိုရင်သူ့ဖြစ်၍ဧတေတို့ကိုချစ်ကြတော့အပိုင်ငယ်ဆက်ကိုမှာဣတီလာလိုမျိုးတွေစီမံဖျားကအမိတ်ပေးထားတဲ့အရာဖြစ်တယ်နော် ဧတေရီကိုချစ်ကြပါတဲ့ဘာဖြစ်လို့လဲတဲ့အကြောင်းရင်းရှိတယ်တင်းတို့ဒီအေကုတ်ထုတ်ပြီး၌ဧတေဖြစ်ကြဘူးပြီလို့ပြောတယ်သူတို့အေကုတ်ထုတ်ပြီးမှာဧတေဖြစ်ဘူးလို့ဖြစ်ပါတယ်ဒီတိုင်းပဲကျွန်တော်ဘာဖြစ်လို့ဧတေရီကိုချစ်ရမလဲကိုကိုတိုင်ကဘာဖြစ်နေတယ်လဲဧတေဖြစ်နေလို့ပဲဖြစ်တယ်လောကမှာအဲ့ဒါတချို့တွေကနားမလဲဘူးနော်အဲ့ဒါအကြောင်းဧတေကိုမချစ်တာ ကျွန်တော်မိသားစုရဲ့အဲ့တဲ့ပေါ့နော်နောက်ပြီးတော့အတင်းတော်ရဲ့အဲ့တဲ့တွေကိုလည်းကျွန်တော်ဘာလို့ဖုလို့ရတယ်လဲချစ်တဖုလို့ရတယ်ဆိုတော့လေပေါ့နော်ကျွန်တော်ပြောပြချင်တယ်နံပါတ်3မှာရှင်တော့အဲ့တဲ့ကိုကိုအမျိုးသားချင်းကဲသူမှတ်ရမီလို့ပြောတယ်နော်အဲ့ဒါကြတော့ဝတ်ပြုတ်ရကြခန်းကြီးဆက်ကိုအပိုက်ငယ်34မှာတီနစ်အတူနီတော့အဲ့တဲ့ကိုကိုအမျိုးသားချင်းကဲသူမှတ်ရမီတဲ့ အကျွန်တော်ဧတေတွေကိုကို့မျိုးသားချင်းကဲတော့ကို့ဆွေမျိုးကဲတော့ပေါ့နော်ကို့လူမျိုးကဲတော့ကျွန်တော်မှတ်နိုင်တလားမမှတ်နိုင်ဘူးနော်ကျန်းစာထဲမှာတော့ဧတေကိုကို့အမျိုးသားချင်းကဲတော့မှတ်ရမည်ဖယားကဣတီလလူမျိုးတွေမှာဆိုရင်တော့ကို့အမျိုးသားချင်းကဲတော့မှတ်ခိုင်းမှတ်ယူခိုင်းတယ်နောက်ဆက်ပတ်မယ်ရှင်တော့ဧတေကိုဘယ်လိုချစ်ခိုင်းတယ်လဲကိုနဲ့အမျှချစ်ရမည်ကို့ကိုကို့ချစ်တယ်လို့ဧတေကိုလည်းဘာလို့ရမလဲ ချိရမယ်ဆိုတော့ကျွန်တော်တွေးရတယ်နော်အဲ့ဒါအကြောင်းကျွန်တော်တို့အသင်းတော်ရဲ့ဧည့်သည်တွေကိုလည်းကျွန်တော်တို့ဘာလို့ဖူလွတ်တယ်လဲကိုယ်နဲ့အမျှကျွန်တော်တို့ချစ်ဖို့လိုအပ်တယ်ဆိုတဲ့အရာလေးလည်းပေါ့နော်ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါအကြောင်းနံပါတ်1ဧည့်သည်ကိုချစ်ပါဖခင်ကဧည့်သည်ကိုချစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကိုဧည့်သည်ကိုချစ်ခိုင်းတာဖြစ်ပါတယ်ဘယ်လိုချစ်ခိုင်းတယ်လဲကိုယ်နဲ့အမျှ ကိုကိုကိုချစ်တကယ်တို့ဧည့်သည်ကိုလည်းကျွန်တော်တို့ချီးခိုင်းတယ်ဆိုရရလေးပေါ့နော်နံပါတ်1အနေနဲ့အာကျွန်တော်ဝင်ငှားပေးချင်တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တရားသားသမီးတွေကဧည့်သည်တွေကိုချစ်တတ်သလားအဲသူတို့သူတို့ရဲ့တငယ်ချင်းဧည့်သည်တွေမှာပဲချစ်တာနော်အဲ့ဒါကြောင့်ကျွန်တော်ဧည့်သည်တွေကိုကျွန်တော်ချစ်တတ်ဖို့လိုအပ်တယ်နံပါတ်2အနေနဲ့ဧည့်သည်ကိုမငင်းဆဲပါနဲ့နောက်ပြီးတော့ဒီဆာမီယံကျမ်းစာမှာတော့ဘယ်လိုရေးထားတယ်လဲဆိုရင်တော့ ဲ့တဲ့ကိုနိုင်ထက်စင်းနေမပြုတ်ပါနဲ့အနိုင်မချင်ပါနဲ့ပေါ့နော်ဝတ်ပြုတ်ရကြခန်းကြီးဆက်ကွာပိုက်ငယ်33မှာကျွန်တော်တို့ဒီမှာတင်ဤပီ၌တဲတော်ဧတေကိုမငင်းစေရဖယားသခင်ကိုက်တီလာလူမျိုးတွေစီမှာသူတို့စီမှာတဲခိုတဲ့ဧတေတွေကိုမငင်းစေခိုင်းဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းကို့မှာဧတေတော်ကောင်းအတင်းတော်မှာ ဧတေရီရောက်လာတဲ့ခါမှာကြတော့လေကျွန်တော်တို့မငင်းဆဲမိဖို့ရန်အတွက်ပေါ့နော်အရန်ရေးကြည့်တယ်ကျွန်တော်တို့ဒီတိုင်းတော့ငင်းဆဲမှာမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ကတော့အကြံနေတဲ့တော့မငင်းဆဲဘူးနော်ဧတေမကျရင်တော့ကျွန်တော်ဘယ်လိုငင်းဆဲလဲအနုအနည်းနဲ့ငင်းဆဲတာလေနော်အစီမပီနိုင်အောင်ဒီမတဲချင်အောင်ဒီလုပ်တာလေနော် ဲ့ဒါမျိုးတွေလဲကျွန်တော်တို့မလုတ်တင်တဲ့အရာဖြစ်တယ်။ကျန်းစာကအဲ့တဲ့ကိုမငင်းစဲနဲ့လို့ကျွန်တော်ကိုကိုတင်ပေးတာဖြစ်တယ်။နံပါတ်2မှာပေါ့နော်။ပြောချင်တာကအဲ့တဲ့တွေကိုကောင်းကောင်းပြုစုပါဆိုတဲ့အရာဖြစ်တယ်။နံပါတ်3ဘယ်လိုအဲ့ဝတ်ပြုရမလဲ။နံပါတ်3အနေနဲ့ကျွန်တော်ဘယ်လိုအဲ့တဲ့ကိုအဲဝတ်ပြုတ်ရမလဲဆိုရင်ကျွန်တော်နှစ်ချက်လေးပဲပြောပြမယ်နော်နံပါတ်1အနေနဲ့အဲဝတ်အဲ့တဲ့ဝတ်ကိုကြိုးစား၍ပြုတ်ရမည်အဲဝတ်ပြုတ်တယ်ဆိုတာလွယ်လားမလွယ်ဘူးနော်အ အကြောင်းချမ်းစာကဘယ်လိုခိုင်းတယ်လဲယောမအိုရာစာခန်းကြီးစင်းနဲ့အပိုက်ငယ်73မှာအေအာကန်ဒူဒူအာအေတေဝကူကျူစာ၍ပြုတ်ကြလောလို့ယောမအိုရာစာခန်းကြီးစင်းနဲ့အပိုက်ငယ်73မှာကျွန်တော်တွေ့နိုင်တယ်အဲ့ဒါအကြောင်းဒီမှာတန်ရှင်းတို့တို့ဒီစင်းရဲသောအခါဝင်ဟပီကန်းကြလောအာကန်တို့တို့အာအေးတဲ့ဝတ်ကိုကျူးစာ၍ပြုတ်ကြလောလို့ပြောတယ်နော်ကျွန်တော်ဘယ်လိုပြုတ်ရမလဲကျူးစာပြီးမှကျွန်တော်တို့ အေဝပြုဖို့လူအတဲဆိုလေးပေါ့နော်ကျွန်တော်ပြောပြချင်တယ်နံပါတ်2အနေနဲ့မိတန်းချင်းမရှိပဲအေဝပြုရမီတိပ္ပယခန်းကြီးလေးအပိုင်ငယ်ကိုမှာပေါ့နော်တိပ္ပယခန်းကြီးလေးအပိုင်ငယ်ကိုမှာမိတန်းချင်းမရှိပဲအချင်းချင်းဧတဲ့ဝတ်ကိုပြုကြလို့လို့ပြောတယ်နော်ကျွန်တော်အေဝအေဝတို့ပြုတယ်သူတို့ရှိတဲ့ချိန်မှာတော့ကျွန်တော်မမိတန်းရဲဘူးနော်မငီးတွားရဲဘူးနော်ဧတဲ့ရီဂျာသွားမှာစူးလို့လေဒါမဲ့သူတို့ပြန်သွားပြီစင်နော်ကျွန်တော်ဘာလို့တလဲ ဒီအဲ့တရားတော့အလိုက်လဲမတိတတ်ဘူးအယံကြီးပတ်တယ်ခါနေလဲရှုပ်ပွားအောင်ထားတယ်နော်အဲဆက်ပြရရလဲပေါ့နော်အဲကြိုက်တယ်လို့သုံးပြုတ်တယ်ခေါင်းလျှော်ရတဲ့ကုံကုံကုံအောင်သုံးပြလိုက်တယ်အဲအဲ့ဒါမျိုးတွေကျွန်တော်တို့ငီးတွားတတ်သလားငီးတွားတတ်တယ်နော်အဲ့ဒါကြောင့်ဂျန်းစာကငီးတွားချင်းမိတန်းချင်းမရှိပဲဧည့်သည်ဝပြူရမယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လဲ သူများအိမ်မှာတဲတဲ့ခါမှာလဲသတိထားဖို့လိုအပ်တယ်နော်တချို့တွေကတော့ဟိုတယ်မှာတဲတယ်လို့ပဲဟိုတယ်မှာဆင်တော့ကျွန်တော်ထတာနဲ့ပြန်သွိုင်းနဲ့ချက်တယ်လို့အဲ့ဒီမှာတော့ housekeeping တွေရှိတယ်လीနော်အဲသူတို့ကလုံးမယ်ဆိုတော့ကျွန်တော်ထားပေးတယ်လေဒါပေမဲ့အဲ့ဒီထားပေးတာတော့မှကျွန်တော်ပါထားတယ်လေ tip လေးထားပေးသေးတယ်လीနော်အဲဒေါ်လာ20လား ်ပြောချင်တာကအိမ်မှာတဲတဲ့ခါမှာလဲကျွန်တော်ဧည့်သည်အနေနဲ့လဲကျွန်တော်တို့တည်တက်ဖို့လဲလိုအပ်တယ်ဆိုလေးလဲကျွန်တော်ပြောပြချင်တယ်အဲဒါကြောင့်ဘယ်လိုအဲဝတ်ပြုတ်ရမလဲဆိုရင်တော့ဧည့်သည်ဝတ်ကိုကြိုးစား၍ပြုတ်ရမေမိရန်ချိမရှိပဲပြုတ်ရမေနံပါတ်၄မှာအဲဝတ်ချီပြွန်တော်သူများစံစာထဲမှာတွေ့ရတာအများကြီးရှိတယ်အဲ့ဒီအရာအဲမှာကျွန်တော်၃ယောက်အကြောင်းလေးပဲကျွန်တော်ခွန်အားပေးချင်တယ်အရန်အဲဝတ်ချီပြွန်တဲ့၃လို၃ယောက်ပေါ့နော်နံပါတ်၁ယုံကြည်ခြင်းရဲ့ဖခင်ဖြစ်တဲ့အာဗြဟံ အဲ့တော့ကြောက်ယုံကြည်ခြင်းအဖြစ်အသက်ရှင်တဲ့လူတွေကအဲ့အတဲတွေကိုလည်းချစ်တယ်အေဝတ်ကိုလည်းကြည်တယ်ဆိုတော့ကြည်ပြွန်တယ်ဆိုတော့ကျွန်တော်ပြောပြချင်းတယ်အဲ့တော့ကြောက်ဒီမှာကပောက်ချက်ခန်းကြီးဆက်ရှိအပိုင်ငယ်တိကနေရှိကိုကျွန်တော်ဖတ်တဲ့ခါမှာအတူချုံလေးနဲ့ကျွန်တော်ပြောပြမယ်နော်ဒီမှာလူသုံးယောက်ပေါ့နော်ရက်နေတဲ့ဟာအာဗြဟံမတွေးလိုက်တယ်တွေးလိုက်တဲ့ခါမှာအာဗြဟံဘာလို့ကလဲပြီးပြီးမှပေါ့နော်ပြီး၍ခရီးဦးချူပြုတ်တယ်လို့ပြောတယ်နော် ဘယ်လောက်ထိအဲ့တဲ့ချစ်တယ်လဲကျွန်တော်အဲ့တဲ့တွေကျွန်တော်လာတာတွေ့တဲ့ခါမှာတွားပြီးမှပြီးပြီးမှတွားချူလာကျွန်တော်အရောဟောနော်အင်ထဲမှာနေပြီးမှတွေ့ရင်တောင်မှခမားပဲတကားဖွင့်ပေးလိုက်နော်အေးကျွန်တော်တို့နဲ့ကြွာပါမဟုတ်လားတာသမီတွေဖွင့်ခိုင်းနေစင်နော်တာသမီတွေကဘယ်လိုနေဖွင့်တယ်လဲတကားပဲဖွင့်ပြီးမှဝင်ပါလို့လဲပြောလားမပြောဘူးနော်တကားပဲဖွင့်ပြီးမှတို့အခန်းထဲပြန်ဝင်သွားတယ်နော် တချို့တွေကတော့တကားတော်မှမဖွင့်မဖွင့်သေးဘူးဘယ်နစ်ဘီမတ်ဘောနော်ချက်ချင်းမဖွင့်ပြဘူးဆိုရင်ကိုကတကားကိုဘာလို့လိုက်သေးတယ်လဲဖွင့်ပြီးမှတွန်းလိုက်သေးတယ်လေဖွင့်လို့ရမလားဆိုပြီးမှနော် ပြောချင်တာကကျွန်တော်ပါအောင်ဆိုလိချင်းတည်းလဲဆိုရင်နော်ကျွန်တော်တို့ဧည့်သည်တွေကိုကျွန်တော်တို့အဲဝတ်ချီပြွန်ဖို့လိုအပ်တယ်အာဗြဟံကတော့ပြီးပြီးမှပေါ့နော်ခရီးအူးချူပြုတ်တယ်လို့ပြောတယ်နောက်ပြီးတော့မြေသူအုံးညှို့ချတယ်လို့ပြောတယ်နော်အဲ့ဒါပါအောင်ဆိုလိုတည်းလဲ တို့တွေကလေးစားတဲ့အယူတည်တဲ့အရာကိုပြတဲ့အရာဖြစ်ပါတယ်။အဲ့ဒါအကြောင်းအာဗြဟံကမိတို့အိုးမြုပ်ချတယ်တဲ့တို့ရှိမှနော်။နောက်ပြီးတော့တို့ကတို့ကဘာပြောတယ်လဲလွန်၍မတော်ဖို့ရန်တွတ်တောင်းပန်တယ်နော်။အဲဝပြုတ်မရစီဆိုပြီးမှသူ့ဆရာနေလူမတော်ဖို့ရန်တွတ်တောင်းမှဘာလို့ကိတယ်လဲ။တောင်းဆိုသေးတယ်နော်တောင်းပန်သေးတယ်နော်။ကျွန်တော်တို့ကတော့ဘာဖြစ်တယ်လဲဆိုရင်နော်အဲ့လိုမျိုးတောင်းပန်တာရှိလား။ အဲမတဲမတဲတော့ဘူးလို့ပြောမတဲချင်းလဲမတဲနေတော့အဲကျွန်တော်တို့နော်အဲ့လိုမျိုးပြောတတ်ကြတယ်နော်ဒါမဲ့အာဗြဟံတော့ဘာဖြစ်တယ်လဲဆိုရင်တော့ငါ့ကိုလွန်၍မသွားပါနဲ့လို့သူတောင်းပါနဲ့ဆိုတော့ကျွန်တော်ပြောပြထင်ချင်တယ်နောက်ပြီးတော့ခြေစည်းဖို့ရန်ရည်ပေးသလားပေးတယ်နော်သူတို့တို့ကဘာလို့လဲအဲ့ဒါအေဝပြူတဲ့အရာဖြစ်တယ်သူတို့တို့ကတော့ဖဏတ်မမရှိတဲ့ခါမှာလမ်းသွားတဲ့ခါမှာခြေတော်တွေငိပတ်တဲ့ခါမှာဖုံမှုတွေကတ်တဲ့ခါမှာသူတို့အရင်အိုးဆုံးအိမ်တို့လေမယ်ဆိုရင်တော့ဘာပြီးတယ်လဲ ခြေစည်းရေးပေးတယ်နော်ခြေစည်းဖို့ရန်အတွက်ပေါ့နော်အေဝတ်ပြူတာဖြစ်တယ်နောက်ပြီးတော့သူ့ကျွေးမွေးပြုစုတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်မုံကိုလည်းပေးတယ်နော်နောက်ပြီးတော့အောက်ပိုင်းမှာကျွန်တော်ဖတ်တဲ့ခါမှာဒီမြန်မာပြည်လူမာစင်တော့ဒီမှာဂျုံမုံဂျုံမုံပေါ့နော်လူလဲကျွန်တော်ရေးထားတယ်နောက်ပြီးတော့ ဲ့ဒီအရာတွေအကောင်းဆုံးအရာကိုတူအားပါဖြစ်တယ်လေအဝပြုတ်တယ်ကျွေးမွေးပြုတ်ဆိုတဲ့အတူကောင်းတဲ့ကျွန်တော်ပြောမယ်ဆိုရင်ကျွေးမွေးပြုတ်ဆိုတဲ့ဆိုတော့ကျွန်တော်တွေးနိုင်တဲ့အရာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မိသားစုဧည့်သည်တို့လကောင်းအတင်းတော်ဧည့်သည်တွေကိုလည်းကျွန်တော်အကောင်းဆုံးကျွေးမွေးပြုတ်ဆိုဖို့လိုအပ်တယ်နံပါတ်1လောတာအကြောင်းကျွန်တော်နည်းနည်းလေးကျွန်တော်ပြောပြချင်တယ်လောတာကိုကျွန်တော်တည်တဲ့ခါမှာကြတော့ဘောနော် ဇာတိပကရိနဲ့အသက်ရှင်နေလို့လို့ကျွန်တော်တို့အမဲတမ်းပြောတတ်တယ်နော်ဒါပေမဲ့လောတာကဘာဖြစ်တယ်လဲအေဝချီတယ်နော်ကျွန်တော်ဒီကဘာဥချခန်းကြီးစိတ်ကိုအပိုင်ငယ်တင်းနဲ့သုံးဖတ်တဲ့ခါမှာကောင်းကင်တမန်နှစ်ပါးကိုတွေ့တယ်နော်အဲ့ဒီမှာကောင်းကင်နမန်ကောင်းကင်တမန်နှစ်ပါးကိုတွေ့တဲ့ခါမှာသူကဘာလို့တလဲဘာလို့တလဲခยีဥချူပြူတယ်တဲ့သွားချူတယ်လို့ပြောတယ်နော်ခยีဥချူပြူတယ်နောက်ပြီးတော့ အာဗြဟံလိုပဲမိနိုင်အုံမြုပ်ချတယ်တဲ့အဲ့တဲ့ကိုအယူအတီတောင်းမှပေးတယ်ဆိုကျွန်တော်တွေ့ရတယ်နောက်ပြီးတော့အိမ်တို့ဝင်ခိုင်းတယ်နော်အိမ်တို့ဖိတ်ခေါ်တယ်နောက်ပြီးတော့ခြေစည်းခိုင်းတယ်နောက်ပြီးတော့ဘယ်လိုသွေးဆောင်တယ်လဲကြက်ကြက်သွေးဆောင်တယ်တဲ့ကောင်းကင်တမန်တွေကမတဲဘူးလို့ပြောတယ်ဒါပေမဲ့အလောထဘယ်လိုပြောတယ်လဲကြက်ကြက်သွေးဆောင်တယ်အတင်းသွေးဆောင်တယ်ဆိုတော့ကျွန်တော်တွေ့နိုင်တယ်နော်အဲ့လောက်ထိအဲ့တဲ့တွေကမတဲချင်တောင်းမှသူကဘာလို့တယ်လဲအတင်း တဲခိုင်းတယ်အဲ့လောက်ထိအဲ့ဝပြုတ်ချင်တာဖြစ်တယ်။နောက်ပြီးတော့သူကဘာလို့ပြီးတည်တယ်လဲဆိုတော့သူတို့အတွက်ပွဲလို့ပြီးတယ်တဲ့နော်။သူတို့အတွက်လဲဘာလို့ပြီးတယ်လဲပွဲတောင်မှလုတ်ပြီးတယ်။အကောင်ဆုံးအဲ့ဝပြုတ်တယ်ကျွေးမွေးတယ်ဆိုတော့ကျွန်တော်တွေ့နိုင်တယ်။နံပါတ်3အနေနဲ့ရှုနေမြို့တူပေါ့နော်။အဲ့ဒါကြတော့၄00ခန်းကြီးလီအပိုင်ငယ်၈နဲ့၁၀မှာကျွန်တော်တွေ့ရတယ်။အဲ့ဒီမှာတော့ အဲ့ဒီရှုနေမြို့ရောက်တဲ့ခါမှာရှုနေမြို့သူကအီလီအီလီရှဲကိုကြွေးချင်းငါခေါ်ပစ်နေလို့တွေ့ရတယ်နော်အဲ့ဒါကြောင့်အဲ့ဒီရှုနေမြို့သူကအီလီရှဲကိုအိမ်မှာလုတ်ကြွေးဖို့ရန်အတွက်ဖိတ်ခေါ်တယ်ဆိုတာကျွန်တော်တွေ့နိုင်တယ်နော်အဲ့ဒီမှာကျွန်တော်တို့ဘာဘာ သင်ခန်းစာယူလို့ရတယ်လဲဆိုရင်ကျွန်တော်တို့လည်းအတင်းတော်ရဲ့ဧည့်သည်တွေကိုကိုယ်အိမ်မှာကျွန်တော်တို့ကြွေးမွေးဖို့ရန်အတွက်ကျွန်တော်တို့ပေါ့နော်ဖိတ်ခေါ်နိုင်တယ်ခေါ်ဖိတ်နိုင်တယ်ကျွန်တော်အမဲတမ်းတင်ပေးတတ်တယ်ဥမာတင်းထောက်တင်နန်းတွေမှာရှင်တော့ပေါ့နော်ကျွန်တော်တင်ပေးတတ်တယ်ဘာဖြစ်လဲလဲရှင်တော့ကျွန်တော်တို့ဧည့်သည်တွေကိုလည်းကျွန်တော်တို့ပေါ့နော်ဖိတ်ခေါ်ရမယ်နောက်ပြီးတော့တင်းအတင်းတော်ကပေါ့နော်တင်းဥဆရာကိုလည်းကျွန်တော်အနေဆုံးတနေ့မှတစ်ခေါက်လောက်တော့အိမ်မှာလဲခေါ်ပြီးမှ ထမင်းစားကြွေးပြီးမှဆုဆုလဲတောင်းခိုင်းတင့်တလားတောင်းခိုင်းတင့်တယ်နော်ဒီမှာရှုနေမြို့သူကခေါ်တယ်လို့ပြောတယ်နော်ခေါ်တဲ့ခါမှာတော့အီလီရှေကလည်းအချင်းပါတယ်နော်သူလည်းအဲ့ဒီမြို့ရောက်တိုင်းအဲ့ဒီမှာပဲဝင်တော့တာနော်ပြောချင်တာကကျန်းစာထဲမှာရေးလို့နော်အဲ့ဒီမှာသူကဘာလို့တလဲတဲဖူးရန်အတွက်အခန်းငယ်တစ်ခုအခန်းတစ်ခုတောင်မှသီးတန့်လုပ်ပေးထားတယ်နော် အမှုတော်ဆောင်တွေတဲဖူးရန်အတွက်ရှုနေမြို့သူကနောက်ပြီးတော့ ဘာလို့ပေးတယ်လဲကရင်တလုံးထားပေးတယ်စပွဲတလုံးထားပေးတယ်ထိုင်ခုံတလုံးမီးခုံတစ်ခုကိုလည်းသူ့အတွက်လိုအပ်တဲ့အရာကိုလည်းထားပေးထားတယ်ဆိုတော့ကျွန်တော်တွေ့နိုင်တာဖြစ်ပါတယ်။သူ့အဲဝပြုတ်ချင်းရဲ့အမှုတော်ဆောင်တွေကိုကောင်းကောင်းအဲဝပြုတ်ချင်းရဲ့အကျိုးကျေးဇူးတနည်းအဖြစ်ပါကောင်းကြီးခံစားရတယ်လေ။ သူ့မှာဒါမရှိဘူးနော်ဒါရတဲ့နာကိုလည်းဖယားကပင်စင်ပေးတယ်နော်အဲ့ဒါအကြောင်းအတင်းတော်ကကျွန်တော်တို့အမှုတော်ဆောင်တွေကျွန်တော်တို့ကောင်းကောင်းဧခန္ဓာဧတေအမှုတော်ဆောင်ဧတေတွေကိုကျွန်တော်တို့ခေါ်ဖိတ်တာ ကျွန်တော်တို့ပြုစုဆောင်လျှောက်တာဟာကျွန်တော်တို့အတွက်ကောင်းခြင်းမင်္ဂလာဖြစ်ဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တယ်အတင်းတော်အတွက်လည်းကောင်းခြင်းမင်္ဂလာဖြစ်တယ်နောက်ပြီးတော့နံပါတ်9မှာအတင်းတော်ဤဧတေများကိုကြိုးစား၍ဧဝပြုပါ အသင်းတော်ရဲ့ဧည့်သည်များကိုကြိုးစား၍အေဝပြုပါဘယ်မှာတွေ့နိုင်တယ်လဲဆိုရင်တော့သုံးရောထဲမှာပေါ့နော်အခန်းကြီး1ပဲရှိတဲ့ခါကျတော့သုံးရောအခန်းကြီး1လို့ပဲကျွန်တော်ပြောလိုက်မယ်နော်သုံးရောအခန်းကြီး1အပိုင်ငယ်9ကနေ10ထိကိုအေဝကြည်ပြုံတော့ကာကာယုကျွန်တော်တွေ့ရတယ်နော်ကာယုကတော့အသင်းတော်ထဲမှာအေဝကြည်ပြုံနေတယ် နောက်တနောက်တယောက်ကတော့ဘယ်သူလဲဆိုရင်တော့ဘဝလူဆိုရင်တော့ဒေယောဒယက်ဆိုတာရှိတယ်။သူကအေးတေကိုချိန်သလားမချိန်ဘူးနော်။အဲ့ဒါအကြောင်းအတင်းတော်အဲမှာအေးတေချိန်တဲ့လူနဲ့မချိန်တဲ့လူတနည်းအားဖြင့်အေးတေကိုချစ်တဲ့လူနဲ့မချစ်တဲ့လူတွေအဲ့တဲ့ခေါ်ချင်တဲ့လူနဲ့မခေါ်ချင်တဲ့လူတွေအဲ့တဲ့ပြူးစုချင်တဲ့လူနဲ့မပြူးစုချင်တဲ့လူနှစ်ဖွဲ့ကွဲတတ်တယ်နော်။ ဲ့ဒါအကြောင်းဒီမှာလဲကျွန်တော်သုံးရောထဲမှာကျွန်တော်တင်လို့ရတယ်နော်အပိုက်ငယ်ငါးမှာကာယူအကြောင်းကျွန်တော်ဖတ်မယ်နော်အချင်းချစ်သူတဲ့တင်းတင်းကြီးအကိုတို့အားလကောင်းအာကန်တို့တို့အားလကောင်းပြုတ်သမျှတော့ဝတ်တို့ကိုတစ္ဆာနဲ့အငီပြုတ်တည်းဤတဲ့တွာအေးတဲ့ဝတ်ဒီကိုညီအကိုတို့ကိုလကောင်းနော်သူရဲ့ငီကိုလုတ်ဖော်ဆောင်ဖက်ဒီတော်လကောင်းသူမတိတဲ့အေးတဲ့ဒီကိုလဲဟောနော်တစ္ဆာနဲ့အငီအေးဝတ်ပြုတ်တည်းလို့ တွေ့ရတယ်နော်6မှာထူထူတို့ဒီတင်အစ်ချစ်ချင်းမိတာအကြောင်းကိုအတင်းတော်ရှိ၌တည်တည်ခံကြ၏တဲ့နော်အတင်းတော်ရှိမှာ တက်တီခနဲ့တဲ့တင်းဒီထူတူတို့ကိုဖယားတခင်အလိုတော်နဲ့အငေပူလိုက်ပြန်လင်ကောင်းတော်အမှုကိုပြိုးလိမ့်မည်ခုနေ့မှာအเจ้าမူကထူတူတို့ဒီနာမတော်ကိုထောက်၍သာသနာပလူတို့တွင်အလိုမခံပဲသွားကြ၏အပိုင်ငယ်ရှိမှာငါတို့ဒီတမတရားကိုကူမတော်သူဖြစ်အံ့တော်ငါထူတူတော်သူတို့အားဧတေဝတ်ကိုပြုအပ်ကြ၏အဲ့ဒါကြောင့်မှုတော်ဆောင်တွေကျွန်တော်ဧတေပြုတာလက်ခံတာကျွန်တော်တမတရားကိုကူမတော်သူဖြစ်တယ် တနည်းအားဖြင့်သူတို့တမာတရားဟောပြောတဲ့အရာမှာအမှုတော်လုပ်ငန်းမှာကျွန်တော်လဲတစ်ဖက်တစ်လမ်းကနေပြီးမှပါဝင်တဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တယ်အဲ့ဒါတမာတရားကတင့်ပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကာယောကတော့တမာတရားကိုကူမတော်သူဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသိန်းတော်ကလဲဧတေတွေကိုချစ်ပြီးမှဘောနော်အသိန်းတော်ရဲ့ဧတေတွေကျွန်တော်တို့အမှုတော်ဆောင်ဧတေတွေကျွန်တော်တို့အသိန်းတော်မှာရှင်တော့ကျွန်တော်တို့ယုံကြည်သူအချင်းချင်းနဲ့နောက်ပြီးတော့အမှုတော်ဆောင်တွေပဲလာမှာဖြစ်တယ် အဲ့ဒီအရာတွေကိုကျွန်တော်ပြုဆိုခြင်းဟာစဉ်အမှုတော်မြတ်နဲ့အတူတကွပါဝင်ခြင်းတနည်းအားဖြင့်ကျွန်တော်တို့ဒီမှာတမတရားကိုကူမတော်သူဖြစ်တယ်ဆိုတာကျွန်တော်ပြောပြခြင်း ਨੇ နောက်ပြီးတော့အဲ့ဒီအသင်းတော်ထဲပါပဲအဲ့တင်မကြိုက်တဲ့လူရှိတယ်အပိုင်ငယ်ကိုမှအာနေ30အထိကျွန်တော်ဖတ်မယ်အတင်းတော်ထန်တို့မှာစာကိုငါရည်၍ပေးလိုက်ပြီသူ့တော်လေအကဲအမှုလုတ်ချင်တော်သူအကဲအမှုသူမြောက်အယံဥချုပ်ချင်တော်သူပေါ့နော် တယောတရက်သေးတဲ့ငါတို့အားအခွင့်မပေးတဲ့အပိုင်ရတဲ့မှာထူးကြောင့်ငါလာတော့ခါသူဒီမိမိပြုတ်တော့အမှုကိုမိမိတရိယာစီချင်းကငါပြုတ်မီထူးသူဒီငြူစုသောစကားနဲ့ငါတို့ကိုကဲရဲ့ဒီတမကကဲရဲ့ချင်းနဲ့စိတ်မပီပဲလေငါကိုတို့ကိုကိုတိုင်းလက်မခံလက်ခံချင်းတော့သူတို့ကိုလည်းမိတာ၍အတင်းတော်ထဲကနှင်ထုတ်တိုက် ။ तू ငေကိုရီတောင်မှယုံကြည် तू ချင်းချင်းဧည့်သည်တွေအမှုတော်ဆောင်တွေတောင်မှ तू လက်ခံချင်းသလား။လက်မခံချင်းဘူး तू လက်မခံချင်းတာထားလိုက်ဒါမဲ့လက်ခံတဲ့လူတွေတောင်မှအတင်းတော်ကနေဘာလို့ဖို့ချူစားတယ်လဲ။နှင်ထုတ်ဖို့ချူစားတယ်လို့ပြောတယ်နော်။အဲ့ဒါကြောင့်ကျွန်တော်အတင်းတော်အဲမှာလဲအဲ့တေကြိုက်တဲ့လူလည်းမကြိုက်တဲ့လူရှိတတ်တယ်နော်အဲ့တေမချစ်တဲ့မကြိုက်တဲ့အတင်းတော်ဘယ်တော့မှမထူးတတ်ဘူး ဧတေကိုချစ်တတ်တဲ့ဖခင်ရဲ့အမှုတော်ဆောင်တွေကိုယုံကြည်သူချင်းချင်းတွေကိုခေါ်ဖိတ်တတ်တဲ့ဧခံတဲ့အသင်းတော်ဟာဆိုရင်တော့ဖခင်ကဒူဒူတက်စီမှာဖြစ်ပါတယ်။ဘာဖြစ်လို့ဖခင်သခင်နှစ်သက်တော်အရာတမန်တရားကိုကူမတော်အသင်းတော်ဖြစ်တယ်။တို့ရအမှုတော်လုပ်ငန်း၌ကျွန်တော်ပါဝင်နေခြင်းဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်သူအချင်းချင်းကျွန်တော်တို့ အသင်းတော်ရဲ့ဧည့်သည်တွေကိုလည်းကျွန်တော်တို့ခေါ်ဖိဖို့လိုအပ်တယ်။ဒီနေ့အဖင်ပြောမယ်ဆိုရင်တော့ဒီအသင်းတော်လည်းကျွန်တော်အယံဝတ်မြောက်တဲ့အရာရှိတယ်။ဒီနေ့လည်းကျွန်တော်အနေငယ်ပြောပြတယ်။တင်နာနေယူတယ်နော်။နောက်ပြီးတော့ဒီ combine service တွေယူတယ်။အဲ့ဒါကျွန်တော်အတွက်ခေါင်းကြီးမင်္ဂလာဖြစ်တယ်နော်။အဲ့ဒါမျိုးတစ်ခါမှမယူတဲ့အသင်းတော်ဘယ်တော့မှမတူတတ်ဘူး။အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီအရာတွေကစားခေါင်းကြီးမင်္ဂလာကိုယူတတ်ဖို့လိုအပ်တယ်။ ကျွန်တော်တို့အစီအစဉ်တွေကိုလည်းကျွန်တော်တို့လက်ခံတတ်ဖို့လိုအပ်တယ်အထဲမှာအမျိုးမျိုးတော့ရှိနိုင်တယ်လေတချို့တွေကဩခဏခဏအေးတေလာလာတယ်ဆိုပြီးမှညီးတွားတဲ့လူတွေလည်းရှိမယ်ဒါပေမဲ့ညီးတွားတဲ့လူရှိတဲ့ဆိုရင်လည်းခမားညီးတွားတဲ့လူမဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့မငီးတွားပဲနဲ့ကျူးစာပြီးမှကျန်းစာက ဧဝပြုခိုင်းတာဖြစ်ပါတယ်ဆိုရပါတော့ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်နံပါတ်6မှာဧဝပြုခြင်းအမှုကိုမမိရောက်ကြနေဟိဘေဩရာစာခန်းကြီးဆက်တော့အပိုင်ငယ်1မှာအပိုင်ငယ်1မှာရှင်တော့သူတို့တွေကအမတ်တမဲ့ဘသူတွေကိုဧဧခံမိတယ်လို့ပြောတယ်လေကောင်းကင်တမန်နေဘသူတွေကိုဆိုလို့တလေအာဗဟန်တို့လောတာတို့ပေါ့နော်ဆိုလို့တာဖြစ်ပါတယ်လောတာလည်းအမတ်တမဲ့ကောင်းကင်တမန်မှန်တီလားမတီးဘူးဒါမဲ့ဧခံနေနော်အမတ်တမဲ့ကောင်းကင်တမန်တွေကို အေးခံကြပြီအရင်တုန်းကပေါ့နော်ဖြစ်ခဲ့တဲ့အရာကိုဟိဘေဩဝါဒစာကပြန်ရေးထားတဲ့အရာဖြစ်ပါတယ်အဲ့ဒါအကြောင်းကျွန်တော်တို့ပေါ့နော်အတင်းတော်ကလည်းဧည့်သည်ကိုချီရအောင်ကိုကလည်းဧည့်သည်ကိုချီရအောင်မိသားစုကလည်းဧည့်သည်ကိုကျွန်တော်တို့ချီရအောင်ဆိုတာကျွန်တော်ပြောပြချင်ပါတယ်နောက်ပြီးတော့နံပါတ်9မှာဆိုရင်တော့ဧဝပြုတ်ချင်းဟာကောင်းချင်းမင်္ဂလာဖြစ်တယ်ခုနကကျွန်တော်ပြောတဲ့ရှုနေမြို့တော်ဟာတာဓမီမရှိမရှိဘူးပေါ့နော် အီလိရှေကသူ့တပည့်ကိုမိခိုင်းလဲဘာလို့တလဲတဲ့အဲ့ဒီရှုနေမြို့သွားပါပြောတလဲငါဘာမှမလူဘူးတဲ့ဒါမဲ့သူလူနေတာဘာဖြစ်တလဲတာလူနေတာသူမပြောပြမဲ့လဲဖယားလူကတိလားတိတယ်နော်ဖယားကတိတယ်နော်နောင်နေ့ဧခါမှာတာရလိမ့်မယ်လို့ပြောတဲ့ခါမှာတကယ်ရလားရတဲ့ကောင်းကြီးခံစားရတယ်နော်ဇရတမြို့မှာရှိတဲ့မုဆူမလဲဖယားရခင်ကအီလိအီလိယကိုစီလွတ်လိုက်တဲ့ခါမှာသူ့မှာမုအများကြီးရှိလား မရှိဘူးတစ်ခါပဲကြုံမဖူးနော်စီလဲအများကြီးရှိလားမရှိဘူးနည်းနည်းလေးပဲရှိတယ်ငါ့ကိုရေယူလာပြပါအောင်လို့ပြောပြီးမှနောက်ပြီးတော့ငါ့မှာငါအတွက်စားစီရလဲလုပ်ပါအောင်ယူလာပြပါအောင်လို့ပြောတယ်ဒါပေမဲ့သူကြွေးလိုက်တဲ့ခါမှာအဲ့ဒီအစာခေါင်းပါချင်းကာလာမှာဆန်အားဘယ်လိုပြောမလဲမုတ်ကုံကလားမကုံဘူးစီရောကုံတလားမကုံဘူးဖယားကောင်းချီပြီးလား ကောင်းချေးပေးတယ်နော်အဲ့ဒါအကြောင်းကျွန်တော်အမှုတော်ဆောင်တွေအသင်းတော်ရဲ့ဧည့်သည်တွေကိုကျွန်တော်ကြူဆူတာလက်ခံတာဟာကျွန်တော်အသင်းတော်အတွက်လည်းကောင်းချေးဖြစ်တယ်လို့ယုံကြည်သူတွေအတွက်လည်းကောင်းချေးမင်္ဂလာဖြစ်ပါတယ်အဲ့ဒါအကြောင်းကျွန်တော်အဲဝပြုတ်ချင်းဟာဆိုရင်တော့ကျွန်တော်တို့ဖျားเจ้ามาလာရောက်တဲ့လူတွေလည်းကျွန်တော်တို့ဖော်ဖော်ရွရွနဲ့ကျွန်တော်တို့ကြူဆူကြရအောင်အဲဝ ်ပေါ့နော်ကြည်ပွန်ကြရအောင်အိမ်မာတွေလည်းလိုအပ်တယ်ဆီလည်းကျွန်တော်တို့တဲခိုင်းကြရအောင်အတင်းတော်ကနေဧတေတွေကိုကျွန်တော်တို့လှိုက်လိုက်လေလေကျွန်တော်တို့ကြိုဆိုရအောင်အဲ့လိုရှင်တော့အတင်းတော်လည်းကျွန်တော်တို့ကောင်းကြီးခံစားလာမယ်အတင်းတော်လည်းဒီထက်မကကျွန်တော်တို့တူးတက်လာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဧတေတွေကိုချစ်တတ်ပါဖခင်ကလည်းဧတေကိုချစ်တယ် အဲ့ဒါကြောင့်ယုံကြည်သူတွေကကျွန်တော်တို့ဧည့်သည်တွေကိုကျွန်တော်တို့ချစ်တတ်ဖို့ရနဲ့အဲဝတ်ပြုတ်ချင်းအမှုကိုကျွန်တော်မမီရောက်ဖို့ရအတွက်ကျွန်တော်အနေငယ်လေးအခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေ